ဒီနေ့လူရှင်ညာနဲ့တကွကြွယ်လာတော့ဓမ္မမိတ်ဆွေများကိုဓမ္မဒါနတရားအလှအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမကို လိုက်နာကျင့်သုံးခြင်းတရားဒေသနာတော် မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာခြင်းဆိုတာမြတ်စွာဘုရားရဲ့တပည့်တော်ဝါကားတွေအတွက်မဖြစ်မနေလုပ်ရမယ့်လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်နတ်ဖြစ်ဖြစ်မြမဖြစ်ဖြစ်မိမိကိုယ်ကိုဘုရားရဲ့တပည့်သား ဖရာရဲ့တပည့်သမီးလို့ခံယူထားရင်ဖရာရဲ့အဆုံးအမစကားကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်လူလောကမှာသာသမီခေါင်းဆိုတာမိဘရဲ့စိုးစုံမှုလိုက်နာတဲ့သာသမီးကိုပါကောင်းသမီးကောင်းလို့ လက်ခံကြတယ်အတိမပြုကြတယ်တပည့်ကောင်းဆိုတာလည်းဒီတိုင်းပဲဆရာသမားတွေရဲ့လမ်းညွှန်မှုတွင်တင်မှုဆုံးမမှုကိုလေးလေးစားစားနာခံတဲ့ပုံကိုယ်တွေကိုတပည့်ကောင်းလို့သတ်မှတ်ကြတယ်ဒီတိုင်းပဲပေါ့ဗုဒ္ဓဘာသာဝင်ဖရာရဲ့သားတော်သမီးတော်များသစ္စာဖရာရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးမှ ဗုဒ္ဓဘာသာဝင်ကောင်းတွေဖြစ်ကြမယ်ဘုရားရဲ့တပည့်သားကောင်းသမီးကောင်းတွေဖြစ်ကြမယ်ဗောမြတ်စွာဘုရားကပြောတယ်ယောဝေဥပတိတံကောတံရတ္ထံဗန္တံဝဝရယေမိမိတန်တံမှာ အချိန်အဟုန်ပြင်းစွာနဲ့ဖြစ်ပေါ်လာတဲ့မုံတီးမှုတရားတွေကိုဝါရည်တော့တားမြင်နိုင်ရမယ်။ဘုရားရဲ့လမ်းစဉ်ကနံပါတ်1ကိလေသာ မဖြစ်ရေးပါတဏ္ဏယေလောဘလုံးဝမဖြစ်စေနဲ့ဒေါသလုံးဝမဖြစ်စေနဲ့နံပါတ် တတိလွတ်သွားလို့လောဘဖြစ်လာခဲ့ရင်ဒေါသဖြစ်လာခဲ့ရင်လည်းချက်ချင်းတားနိုင်ရမယ်ဖြစ်ကြောမရှိစေနဲ့လို့ဆိုလိုတာကိလေသာဖြစ်တဲ့အလုပ်ကို မြတ်စွာဘုရားအာမပေးဘူးကောင်းတယ်ဖြစ်ဖြစ်လို့မြတ်စွာဘုရားကမဟုတ်ဘူးနော်ကိလေသာဖြစ်ပါစေလို့မြတ်စွာဘုရားအာမပေးဘူးနံပါတ်1ကိလေသာလုံးဝမဖြစ်စေနဲ့ နံပါတ်1ဖြစ်လာခဲ့ရင်လည်းချက်ချင်းထိဒါကြောင့်ဒီမှာဘုရားဟောတယ်ယောဝေဥပတိတံကောတံရထံဗန္တံဝဝရယေကိုတန်တံမှာအချိန်အဟုန်ပြင်းထန်စွာနဲ့ဖြစ်ပေါ်လာတဲ့ဒေါသကိုချက်ချင်းထိန်လိုက်ပါဘုရားက ဥပမာနဲ့ပြတယ်ရထံဗန္တံဝဝရယေရှ िख ကအ မော်တော်ကားတွေမပေါ်သေးတော့မြင်းရထားတွေကိုအသုံးပြုကြရတယ်အဲ့တော့မြင်းရထားမောင်းနှင်သူသည်အချိန်အဟုန်ပြင်းပြင်းနဲ့မောင်းနေတဲ့ပြေးသွားနေတဲ့မြင်းရဲ့ဇက်ကျိုးကိုကိုင်းမြင်းရဲ့ကျိုးကိုကိုင်းပြီးတော့ရက်ရှင်တဲ့အခါမှာချက်ချင်းကျိုးဆွဲပြီးတော့ break out ချက်သွားတယ်ဒါအလုံးကျွမ်းကျင်တဲ့ ယထာထိန်ပေါ့နော်မြင်းထိန်ပြေးလွှမ်းနေတဲ့မြင်းကို ချက်ချင်းရက်အောင်လှုပ်နိုင်တယ်ဒါဘုရားပေးတဲ့ဥပမာနော်ယနေ့ခေတ်ဆိုရင်တော့ဒါအချိန်အဟုန်ပြည့်ထန်စွာမောင်းနေနေတဲ့ကားကို ချက်ချင်းအထိခိုက်မှုမရှိဘဲနဲ့ဘရိတ်အုပ်နိုင်တယ်လို့ပဲပေါ့အဲ့တော့အချိန်အဟုန်ပြင်းထန်စွာ ဖြစ်ပေါ်နေတဲ့ဒေါသကို ထိန်ချုပ်နိုင်ရမယ်ဒါဖရာအဆုံးပါပဲဖရာအဆုံးပါပဲเนาะအဲ့တော့ခုနကခေါင်းတရားကောင်းစဉ်ပြေးခဲ့တယ်ဖရာရဲ့အဆုံးမကိုလိုက်နာခြင်းသုံးခြင်းရတကရကမတို့ကိုကိုကိုမေဒုရိယဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာနေသူဟုတ်ကဲ့လားတတိပြုရမယ်မြတ်စွာဘုရားပွင့်လာတယ်ဆိုတာ တတ္တဝါတွေကိုကဲတင်ဖို့ပွင့်လာတယ်လို့ကျမ်းဂန်ဒီမှာဆိုတယ်တတ္တဝါတွေကိုကဲတင်ဖို့မြတ်စွာဘုရားပွင့်လာတာဘလို့ကဲတင်မှလဲဆိုတော့တရားဟောတာတရားဟောတယ်ဆိုတာနိလန်ပေးတာပဲလေဒီဒုက္ခတွေဘလို့ကြော်နှွားသွားမလဲတတ္တဝါတွေကြုံတွေ့နေရတဲ့ပြဿနာတွေအခက်အခဲတွေကိုဘလို့ဖြေရှင်းမလဲ အဲ့ဒါတွေကိုမြတ်စွာဘုရားနီလံပေးတာဒီလိုကြည်ကြံဒီလိုလိုက်နာဒီလိုစိတ်ထားလိုက်ရင်တော့ဒီဒုက္ခတွေကိုကျော်လွှားသွားနိုင်မယ်လို့မြတ်စွာဘုရားကနီလံပေးတယ်တတဝါတွေကဘုရားနီလံပေးတဲ့အတိုင်းလိုက်နာကြကျင့်သုံးကြတယ်အဲ့တော့ဒုက္ခတွေကလွတ်မြောက်သွားတယ်ဒုက္ခတွေကိုကျော်လွှားသွားနိုင်ကြတယ်ပုံအဲ့တော့မြတ်စွာဘုရားဟာအဲ့ဒီလိုနီလံတဲ့တတဝါတွေကိုကယ်တင်တာဖြစ်တယ်ပုံ အဲ့တော့မိမိတို့ဘုဒ္ဓဘာသာဝင်တက္ကရာမတို့အနေနဲ့ဖျားပွင့်လာခြင်းသည်ဒုအတွက် လိုခံယူထားရင်ဘုရားရဲ့အဆုံးအမကို လိုက်နာမှာဖြစ်မယ်ပေါ့ဖျားရဲ့အဆုံးအမတွေကိုလိုက်နာခြင်းမရှိဘူးဆိုရင်ဖျားပွင့်လာတာဒုအတွက်လို့တော့ပြောဖို့ခက်တယ်နော်ဖျားပွင့်လာတာသူများတွေအတွက်ဖြစ်သွားလိမ့်မယ်ကိုယ့်အတွက်မပါဘဲနေလိမ့်မယ် ဒါသတိပြုရမယ့်အချက်ပဲเนาะအာတို့ဖခင်ကိုကူးကယ်ပါတယ်ကူးကယ်ပါတယ်လို့ဘယ်တော့ပဲပြောနေပြောနေဖခင်ရဲ့အဆုံးအမတွေကိုလိုက်နာခြင်းကျင့်သုံးခြင်းမရှိရင်ဖခင်ရှင်ရဲ့ချီးမြှောက်မှုကယ်တင်မှုကို မခံရဘူးလို့တောင်ပြောလို့ရတယ်เนาะအဲ့တော့ဖခင်ရှင်ရဲ့ကယ်တင်မှုကိုခံကျင်နေဆိုရင်ဖခင်ရဲ့အဆုံးအမကိုလိုက်နာဖို့ပဲပေါ့တခြားတခြားဘာသာတွေမှာဖခင်သခင်ကယ်တယ်ဆိုတာမျိုးနဲ့မတူဘူးပေါ့เนาะမြတ်စွာဘုရားကယ်တယ်ဆိုတာ ဆုံးမတာနီလန်းပေးတာလမ်းညွန်တာအဲ့တော့အဲ့ဒီလမ်းညွန်တဲ့အတိုင်းလိုက်နာကျင့်သုံးမှဒုက္ခတွေကလွတ်မြောက်မှာအခုအဆုံးမများစွာထဲကတခုဒါဒီနေ့ပြောလိုက်တာယောဝေဥပတိတံဂေါတံအမြတ်ချောင်းချောင်းနော်ထွက်နေတဲ့ဒေါသကိုချက်ချင်းအုပ်ဘုရားကချက်ချင်းအုပ်ရှုချူတိုင်းတိုင်းဖြစ်နေတယ်အချင်းအဟုန်ပြင်းနေသွားနေဖြစ်လာတဲ့ဒေါသချက်ချင်းအုပ် ဖျားပေးတဲ့ဥမာလဲကွက်တီပဲလေအချိန်အဟုန်ပြင်းထန်စွာနဲ့မောင်းနေနေတဲ့မြင်းကို ချက်ချင်းဇက်ကျိုးကိုကင်ပြီးတော့အုပ်လိုက်သလိုပဲဒေါသကိုချက်ချင်းအုပ်ရောဖြစ်ကြောမချေစေနဲ့လို့ပြောတာနော်ဖြစ်နိုင်ရင်ဒေါသမဖြစ်အောင်နေဖြစ်လာခဲ့ရင်လည်းချက်ချင်းဖြစ်ကြောကိုမမချေစေနဲ့ပြေအုပ်လိုက်ရက်တန်လိုက်ဒီဒေသနာတော်ကဘလို့ပေါ်လာတယ်လဲဆိုတော့ မြတ်စွာဘုရားလက်ထက်တုန်းကတဟတော်တွေကိုကြောင်းဆောင်လုပ်ခွင့်မြတ်စွာဘုရားမပေးသေးဘူး။ယဟန်တော်တွေကအစဉ်ပြေသလိုနေကြရတယ်။တချို့လည်းသပင်အောက်မှာနေတယ်၊တချို့လည်းနှင်းချိုင်းမှာနေတယ်၊တချို့လည်းတောထဲမှာ၊တချို့လည်းကောက်ရိုးပုံတွေထဲမှာ၊တချို့လည်းဂူထဲမှာပေါ့။အစဉ်ပြေသလိုနေကြရတာပဲ။ကိုယ်တိုင်လည်းကြောင်းဆောင်ဘူး။ လူချင်းတကတကမတွေလှူဒန်းတာကိုလည်းလက်မခံကြဘူးရှစ်ခေတ်ကမြတ်စွာဘုရားကလုံးပါခွင့်ပြုတယ်လို့မပြောမချင်းရဟန်းတော်တရားမလုံးကြဘူးတနေ့အနာတပိန်တထေးရဲ့ရောက်ဖရာဇဂျိုတထေးကအဲ့ဒီရဟန်းတော်တွေကိုတွေ့သွားတာတချို့ကဂူတဲကထွက်လာတချို့ကကောက်ရိုးပုံကထွက်လာ အချို့ကလည်းတပင်အောက်ကထွက်လာတော့ဘုံကြီးတွေအချို့အချို့ထွက်လာတာမြင်တော့ဟာအရှင်မယားတို့နေစရာနေရာမရှိဘူးလားအရှင်မယားတို့နေစရာမရှိရင်တပည့်တော်ကြောင်းစောက်လှူမယ်ဆိုတော့ဘုံကြီးတွေကပြောတယ်တခါကြီးမြတ်စွာဘုရားကတို့ကိုကြောင်းလက်ခံခွင့်မပြုသေးဘူးအာဒီလိုဆိုရင်အရှင်မယားတို့ဖျောက်ပွားချောင် ဘုရားဘာပြန်မိတ်တယ်လဲတပည့်တော်ကိုပြန်ပြောအကင်းဘုရားကခွင့်ပြုတယ်ဆိုတပည့်တော်လူမယ်အဲ့တော့ယဟန်တော်တွေကမြတ်စွာဘုရားကိုပြန်ချောက်ဘုရားလည်းခွင့်ပြုတယ်ကဲဒီနေ့ကစပြီးတော့အလူရှင်တက္ကရာကမတွေရှိရင်လည်းကြောင်းဆောက်ခွင့်ပြုတယ်မရှိရင်လည်းကိုယ့်ဘာကိုဆောက်ခွင့်ပြုတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုကြောင်းစားခွင့်ပြုလိုက်တယ်အဲ့တော့ရာဇဂျိုတထင်းကြီးကတဘာကြောင်းလေးတွေအလုံး60လောက်ကိုတရက်ထဲအပြီးဆောက်တာ တော့တပားចောင်းလေးတွေတရက်ထဲအလုံး60အပြီးဆုံးဒါပထမဦးဆုံးတော့သာသနာရဲ့ចောင်းတကာကြီးလို့ပြောလို့ရတယ်အဲ့ဒီမှာအလဝီပြည်ကယဟန်တော်တပားကသူနေဖို့အတွက်ចောင်းဆောက်တဲ့အခါမှာကိုယ်တိုင်တပင်ခုတ်တာတော်တဲ့ကိုသွားပြီးတော့ပင်လုံးကောင်းတဲ့အပင်ကိုသွားခုတ်တာ အဲ့တော့ယဟန်တော်တွေကိုမြတ်စွာဘုရားကတစ်ပင်မခုံးရလို့ဥပဒေမပညာရသေးဘူးယဟန်တော်တွေတစ်ပင်မခုံးရလို့ဥပဒေမရှိဘူးအဲ့တော့ယဟန်တော်တွေကိုယ်တိုင်တစ်ပင်ခုံးကြတယ်အဲ့တော့အဲ့ဒီယဟန်ကကြောင်းဆောက်ဖို့အတွက်အရေးကောင်းကောင်းရတဲ့တစ်ပင်ကြီးတစ်ပင်ကိုသွားခုံးတယ်အဲ့ဒီမှာယောဂဇုနဲ့ကသူ့မှာခလေးလေးတစ်ဖက်ပိုက်ပြီးတော့ ယဟန်ကိုတားတယ်အရှင်ဘုရားကိုနေစရာအကြောင်းအတွက်သူများနေစရာကိုမဖြတ်သင့်ဘူးလေတဲ့ဒါယောဂဇိုးနဲ့ပြောတဲ့စကားဟာတရားမျှတတယ်နော် ကိုချင်းစာတရားပဲကိုနေဖို့အတွက်နဲ့သူများနေစရာကိုမဖြတ်ရဘူးလေနော်ကိုကြတော့နေစရာရသွားပြီသူများနေစရာကိုဖြတ်တယ်ဆိုတာဘယ်တရားမျှတမှုရှိမလဲ ဲ့တော့အရှင်ဘုရားတဲ့အရှင်ဘုရားရဲ့နေစရာအတွက်တပည့်သူများရဲ့နေစရာကိုမဖြတ်သင့်ပါဘူးဘာလို့ဒီတစ်ပင်ကြီးခုတ်လိုက်မယ်ဆိုရင်ရုပ်ကစိုးရဲ့ဗိမာန်ကြီးနဲ့ပျက်စီးသွားမယ်လေဒီရုပ်ကစိုးနဲ့ရဲ့ဗိမာန်ကတစ်ပင်နဲ့ဆက်ဆက်နေတယ်တစ်ပင်လဲသွားရင်သူ့ရဲ့ဗိမာန်လည်းပျောက်သွားမှာပဲဒါကြောင့်အဲ့ဇာကကိုပြောတာအရှင်ဘုရားတဲ့ကိုနေစရာအတွက်သူများနေရာတော့မဖြတ်သင့်ဘူးနော်ဘုန်းကြီးကမပြောတဲ့လဲဆိုတော့ဟိုးတဲ့တခြားနေရာငါမသွားနိုင်ဘူးတဲ့ဒီလိုတစ်ပင်မျိုးရဖို့ခက်တယ် ဒီလိုကောင်းတဲ့သစ်ပင်မျိုးကတခြားနေရာအရှိဘူးတဲ့ဘုန်းကြီးကလည်းနည်းနည်းခေါင်းပါလဲသွားဘူးတဲ့နော်အဲ့တော့နတ်သမီးနတ်သမီးထင်တယ်ယုတ်ကစိုးနတ်နတ်ကသူ့ရဲ့ကလေးကိုရင်ခွင်မှာပိုက်ပြီးတော့စဉ်းစားတော့ဘုန်းကြီးဆိုတာသူတော်ကောင်းပဲမေတ္တာကရုဏာမုဒိတာနဲ့နေတဲ့ပုံကိုယ်တွေဖြစ်တယ်အဲ့တော့ဒီကလေးလေးကိုမြင်တော့သူတနာသွားမှာပါ ဒီကလေးလေးကိုမြင်ရင်တော့ဘုန်းကြီးတနာပြီးတော့သစ်ပင်ခုန်တာကိုရက်နိုင်တယ်လို့တပုတ်တွေးပြီးတော့သစ်ပင်ခွာကြားလေးမှာအဲ့ဒီနက်ကလေးကိုသွားတင်လိုက်တယ်ရကစိုးနက်တွေကလူသားတွေလိုပဲနော်တချို့တချို့ရကစိုးနက်တွေကလူသားတွေလိုပဲကိုဝင်တဲတယ်ကလေးမွေးတယ်ဟိုအထက်နက်တွေသာကိုဝင်မอยู่ပဲနဲ့ဥပပပြိတန်တွေလို့ခေါ်တယ်ဘွားကနန်းပေါ်လာတာ ဲ့တော့ရုပ်ကစုံနဲ့ကလေးကိုရင်ခွင်ပိုက်ကလေးလေးကိုတစ်ပင်ခွာကြထဲမှာသွားတင်လိုက်တာဖုန်းကြီးရလဲအမတ်တမတ်နဲ့အဲ့ပစိန်ကြီးကိုလွှဲပြီးတော့ခုတ်လိုက်တာလွန်သွားတယ်အချိန်ထိန်းလို့မရတော့ဘူးတမင်ဖြတ်တာတော့မဟုတ်ဘူးတစ်ပင်ခုတ်တဲ့အချိန်မှာနှစ်သမီးရလဲကလေးကိုထားလိုက်တဲ့အချိန်မှာတိုက်ဆိုင်ပြီးတော့အဲ့နှက်ကလေးရဲ့လက်မောင်းကပြတ်သွားတာ ဲ့ဒီမှာမိခင်ဖြစ်တဲ့နှစ်ကအလော်စိတ်ဆိုးတာပေါ့သူ့သားရဲ့လက်မုန်းကိုဖျက်ရအောင်လားလွန်စိတ်ဆိုးတာ မိခင်စိတ်ပဲလေနော်မိခင်စိတ်ပဲတရိစံလေးဆိုရင်လည်းဒီတိုင်းပဲလေခွေးလေးတွေကြောင်လေးတွေဆိုရင်လည်းကလေးမွေးတဲ့အချိန်ရောက်ပြီဆိုရင်အလွန်ဒေါသကြီးတာသူတို့ကလေးကိုမထိနိုင်ခွေးမတွေကြောင်မတွေတရိစံလေးတွေတောင်မှစိတ်ဆိုးတတ်တယ်အဲ့ဒါမိခင်စိတ်ပဲ အခုလည်းရုပ်ကစိုးနဲ့ကတော်တော်စိတ်ဆိုးသွားတယ်ဒီဖုန်းကြီးငါကလေးလမောင်းကိုဖြတ်တယ်ဆိုတော့ဒေါသထွက်ပြီးတော့ဖုန်းကြီးကိုတတ်မယ်တကယ်ကဲလှုပ်တော့တာပဲနှစ်သမီးကအဲ့နှစ်ကဖုန်းကြီးကိုတတ်မယ်တတ်မယ်ဒေါသတွေလိတ်လိုက်လိတ်လိုက်ထွက်လာအလွန်အချိန်အဟုန်ပြင်းနေဆိုတော့ဒေါသတွေပေါ်လာတာအဲ့ဒီမှာအတိတရားဝင်လာတယ်ဉာဏ်ပညာချက်ချင်းသူ့ရဲ့ဒေါသကိုဗရိတ်အုပ်လိုက်ပြီးတော့ ဒီဘုန်းကြီးကတကယ်တော့အသီးလားရှိတဲ့ဘုန်းကြီးပဲလက်တော်သူနဲ့အပေးယူမတက်တာပဲရှိတာသူကသစ်ပင်ကိုမခုတ်စေချင်ဘူးဘုန်းကြီးကသစ်ပင်ခုတ်တယ်အဲ့တော့သူနဲ့သဘောထားမတိုင်းဆိုင်ဘူးအယူဆမတူဘူးနောက်သူကလေးလက်မောင်းပြတ်သွားတယ်ဒါလည်းမတော်တဆပဲအဲ့တော့သူကစဉ်းစားတယ်တကယ်တော့ဒီဘုန်းကြီးကသီးလားရှိတဲ့ဘုန်းကြီးပဲမြတ်စွာဘုရားရဲ့ဝိနည်းစည်းကမ်းတွေကိုချိုးဖောက်နေတဲ့ဘုန်းကြီးမျိုးတော့မဟုတ်ဘူး တကယ်တော့ဒီဘုန်းကြီးဒီတိလားရှိတဲ့ဘုန်းကြီးပဲအဲ့တော့တိလားရှိတဲ့ဘုန်းကြီးကိုငါတတ်လိုက်မယ်ဆိုလို့ချင်းငါတော်တော်အပြည့်ကြီးမှာတဲ့ဒါသူ့ရဲ့ဉာဏ်ပညာနဲ့ဒေါသကိုဗရိတ်အောင်လိုက်နိုင်တာတိလားရှိတဲ့ဘုန်းကြီးကိုငါပြစ်မှားရင်တော့ငါတတ်ရင်တော့ငါငရဲကြီးတော့မှာပဲဒါနံပါတ်1နံပါတ်2ဒိဋ္ဌာနုကတိလို့ခေါ်တယ် ပဝန်းကျင်ကလည်းငါ့ကိုအတုယူပြီးတော့တခြားယဟန်တော်တွေကိုတတ်ကြလိမ့်မယ်။အေးဘယ်ယောဂဇိုးနဲ့ကတော့ဖုံးကြီးကိုဘလို့တတ်လိုက်တယ်ဟေးဆိုတဲ့သတင်းကသူတို့တော်ထဲမှာပြန့်သွားလိမ့်မယ်။နောက်နောက်နေ့တွေလည်းပဲအဲ့တိုင်းပဲတာတကယူပြီးတော့သူတို့တပင်ကို လာခုတ်တဲ့ဖုံးကြီးတွေကိုတတ်ကြလိမ့်မယ်။နောက်တတ်ကြလိမ့်မယ်။အဲ့တော့အကုန်လုံးဒုက္ခတွေရောက်ကုန်လိမ့်မယ်။ ဒီနဲ့သမီးကနော်သူ့ရဲ့ဒေါသကိုစင်ကြုံတရားနဲ့ပယ်လိုက်တာပဲနော်ကိုဝိပဿနာရှုတာမဟုတ်သေးဘူးအတိညာဏ်နဲ့နော်ထိန်းထားလိုက်တာဒေါသကိုနံပါတ်1ဘုန်းကြီးဟာတိလားရှိတယ်ဒီတိလားရှိတယ်ဘုန်းကြီးကိုငါပြစ်မှားရင်ငါငရဲကြတော့မယ်နံပါတ်2ငါကိုအတုယူပြီးတရားနဲ့တည်လဲသူတို့တပင်လာခုတ်တဲ့ဘုန်းကြီးကိုတက်ရင်သူတို့လည်းဒုက္ခရောက်တော့မှာပဲဒါကြောင့်ငါဘုန်းကြီးကိုမတက်တင်ဘူး ီဖုံးကြီးမှာပိုင်ရှင်ဆရာသခင်ဆိုတာရှိတယ်အဲ့တော့ဖုံးကြီးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားကိုငါသွားချောင်းမယ်ဒါသူ့ယူတဲ့နေပေါ့နော်မပြောလို့လဲဆိုတော့ဒီနေ့ခင်မှာတက္ကနန်းချင်းဒေါသဖြစ်ပြီးအယူမတူရင်ဆဲကြပြီရန်ဖြစ်ကြပြီအမြင်မတူရင်ရန်သူဖြစ်ကြပြီနော်အမြင်မတူရင်ရန်သူပဲအသွေးမတူရင်ရန်သူပဲအယူမတူရန်သူပဲ ဆိုတော့ဆဲကြပုတ်ခတ်ကြဆော့ဆွဲကြဆော့ကားကြအကုသူတွေများကြတယ်အဲ့တော့ကိုယ်ဆဲလိုက်တဲ့ပုံကိုယ်တွေထဲမှာသီလရှိတဲ့ပုံကိုယ်တွေပါနိုင်တယ်လေကိုယ်ဆော့ဆွဲတဲ့ပုံကိုယ်တွေကိုပုတ်ခတ်တဲ့ပုံကိုယ်တွေထဲမှာသီလရှိတဲ့ပုံကိုယ်တွေပါနိုင်တယ်အဲ့ကြောင့်အကုန်လုံးကိုရန်တမ်းပြီးတော့ဆော့ဆွဲခြင်းဆော့ကားခြင်းပုတ်ခတ်ခြင်းမလုပ်ရဘူးကိုယ်နဲ့အမြင်မတူယုံနဲ့ကိုယ်နဲ့အယူမတူယုံနဲ့သဘောထားချင်းမတိုက်ဆိုင်ယုံနဲ့ ဆွဆွဲဆောင်ကပုတ်ခတ်ခြင်းလို့တည်းမလုပ်တင်ဘူးပေါ့ဒါနတ်သမီးရဲ့ဒသနာပဲဒီဘုန်းကြီးဒီတီလန်းရှိတယ်ဒါကြောင့်ငါမပြေမတင်ဘူးမတက်တင်ဘူးနောက်ငါ့ကိုအတူယူပြီးတော့တခြားနှစ်တီလိုက်လို့ကြရင်လည်းမကောင်းဘူးဒီနေ့ကမှလည်းဒီတိုင်းပဲလေဒီတိုင်းပဲအာဘသူတောင်မှဘလို့လုံသေးတာပဲဆိုပြီးတော့လိုက်ပြီးတော့အတူယူကြတာ၄ရှိတယ်လိုက်ပြီးတူကြတာရှိတယ် အဲ့လိုဆဲနာကိုဂုံယူတဲ့သူတွေလောကမှာအများကြီးပဲဆဲရနာကိုကနော်အလုတ်တစ်ခုလိုဖြစ်နေတယ်ဆွဆွရတာကိုကအလုတ်တစ်ခုလိုဖြစ်နေတယ်ကဲရဲ့ပုတ်ပုတ်ခတ်တာကိုကအလုတ်တစ်ခုလိုဖြစ်နေတယ်ဒါကိုအတူယူပြီးတော့လိုက်လို့ကြလိုက်လို့ကြလိုက်လို့ကြတော့တလောကလုံးဖရုတဝါစာဒုစရိုက်ကြီးကိုအာရပါရနှုံချမိတတ်တယ်ပေါ့ဖရုတဝါစာဒုစရိုက်ကြီးနော်တတိပြုကြရမယ်ဤကောင်းပြီအဲ့ဒီတော့နေသမီးကမစ္စရာဘုရားကိုတွမ်းလျှောက်တာအရှင်ဘုရား အရှင်မြတ်ရဲ့တပည့်သာဝကတပည့်တော်ရဲ့ဗိမာန်ကိုလာဖြန့်စည်းတယ်။နောက်တပည့်တော်ရဲ့သားလေးလက်မောင်းလေးပြတ်သွားတယ်။တပည့်တော်တော်တော်ကိုစိတ်ဆုံးပြီးတော့ဘုန်းကြီးကိုတတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့တပည့်တော်အတိတရားဝင်လာတယ်။ဒီဘုန်းကြီးကိုတန်ရင်ကငရဲကြီးမှာဒီဘုန်းကြီးသေးလာရှိတယ်ဘုန်းကြီးပဲ။လက်တလောကိုနဲ့သဘောထားချင်းမတိုက်ဆိုင်လို့သာဒေါသဖြစ်သွားတာ။တကယ်တော့သေးလာရှိတယ်။ဒါကြောင့်တပည့်တော်စိတ်ကိုပြန်ထိန်လိုက်တယ်အရှင်ဗျာ။ဘုရားတာရုခေါ်တယ်။ เนาะตาดุณตมีตาดุဆိုတာသူ့ရဲ့ဒေါသကိုထိမ့်လိုက်တာကိုမြတ်စွာဘုရားตาดุခေါ်တာဟုတ်တယ်ရဟန်းတော်တွေကိုမပြစ်မှားရဘူးမြတ်စွာဘုရားကမပြစ်မှားရဘူးအခုလို့စိတ်ကိုထိမ့်လိုက်နိုင်တာဟာကောင်းတယ်တဲ့မြတ်စွာဘုရားကဒါကြောင့်ဦးဇင်းအရှိမပြောခဲ့တယ်မြတ်စွာဘုရားလမ်းစဉ်တည်နံပါတ်1ကိလေသာမဖြစ်ရေးနံပါတ်2ဖြစ်လာခင်းရင်လည်းချက်ချင်းထိမ့်ဒါဘုရားရဲ့လမ်းစဉ်ပဲအခုနေ့သမီးကိုဘုရားတာလို့ခေါ်တယ်အေး ဖြစ်လာတဲ့ဒေါသကိုထိန်းနိုင်နေတာသာလူခေါ်တယ်ဒီလိုပဲဖြစ်ရမယ်မြတ်စွာဘုရားကအဲ့ဒါကြောင့်ခုနကတရားကိုဘုရားဟောတာယောဝေဥပတိတံကောတံဟုတ်အချိန်အဟုန်နဲ့ဖြစ်ပေါ်လာတဲ့ကိုယ်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသကိုရက်တန်အောင်ကြိုးစားဘုရားဒီတရားကိုဟောတာဒါကြောင့်ဗုဒ္ဓဘာသာဝင်တက္ကရာမတို့အနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာတယ်ဆိုရင် ကိုယ့်ရဲ့လောဘနဲ့ဒေါသတွေကိုငြိမ့်သက်နိုင်ဖို့ကြိုးစားကြရမှာဖြစ်တယ်။ဥစဉ်တို့ဒီနေ့ကအနုမောဒနာတရားမှလည်းပြောလိုက်တယ်။မိဘနဲ့သားသမီးတခါတလေအဆင်မပြေတာတွေရှိတယ်။တခါတလေမိဘကဆိုးပြီးတော့သားသမီးကလိမ်မာနေတာတွေရှိတယ်။မိဘကမလိမ်မာဘူး။သားသမီးကလိမ်မာတယ်။ အဲ့ဒီကမျိုးမှာသာသမီတွေကမိဘပေါ်မှာအလွယ်တကူစော်ကားမိသွားတတ်တယ်။နှုတ်နဲ့ဝစီကံနဲ့ပြင်းမမိသွားတတ်တယ်။ဒါယနေ့ခေတ်မှာလည်းတချို့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်။တချို့ဆိုရင်ကာယကံမြောက်ကိုထိလက်ရောက်မိဘကိုရိုက်နှက်တာ၊ကန်ကြောက်တာမျိုးတောင်လုပ်တတ်သေးတယ်။ဒါအလုံးအလုံးရိုင်းဆိုင်တဲ့ပုံကိုယ်တွေ။ဒီလိုအချိန်တွေမျိုးမှာ မိဘနဲ့သားသမီးအဆင်မပြေတဲ့အခါမှာဘလို့သဘောထားရမလဲဆိုတာကိုမကြခဏလူငယ်တွေမိတဲ့ထက်မိကိုနဲ့မှလည်းပါတယ်ဥစ္စာတော်မြို့မှာကနန်းစီတော်ဘုရားကြီးကဒီကိစ္စကိုရှင်းပြတယ်ဘလို့ရှင်းလဲဆိုတော့မိဘကဆိုးတယ်မိဘကမကောင်းသားသမီးကစူးစမ်းပြီးတော့ပတ်စံလေးချမိဘကိုပို့မိဘကလောင်းစားလေးလှုပ် အပျော်ပါးလေးလိုက်စားဆိုတော့သားသမီးမှာအဆင်မပြေဖြစ်ရတယ်စိတ်ဆင်းရဲမှုတွေဖြစ်ရတယ်အဲ့ဒီခါမှာကျိုးသားသမီးတွေကတိခဏနိုင်မှုအတိုင်းတာကုံသွားတဲ့ခါမှာမိဘပေါ်မှာ ပြင်းမာမှုစော်ကားမှုဆဲဆိုမှုချိန်မောင်းမှုတွေလုပ်တတ်တယ်အဲ့တော့ဆရာတော်ကြီးကမကနော်ဆရာတော်ပြားကြီးကမိန်တယ်မလုပ်ရဘူးမိဘမှာနော် မိမိကိုမွေးထုတ်ပေးလိုက်တဲ့ဂျေဇူးတရားဆိုတာရှိတယ်။ဂျေဇူးတရားဆိုတာရှိတယ်။အဲ့တော့သိုးသွန်းနေခြင်းသည်မိဖရဲ့တာဝန်တာဖြစ်တယ်။သာသမီကိစ္စမဟုတ်။သူဆိုရင်သူခံလိမ့်မယ်။အဲ့တော့သူကိစ္စ။ကိုကိစ္စကဘာလဲဆိုတော့ဂျေဇူးတရားကိုအောက်မေ့တတိယပြီးတော့စောင့်ရှောက်ရမယ့်တာဝန်ကိုကိစ္စဆရာတော်ဘုရားကြီးကတာဝန်နှစ်ပိုင်းခွဲလိုက်တာ။ဒါကြောင့်သိုးသွန်းနေတဲ့မိဖကိုသာသမီကမပြစ်ထားရဘူး။ ြုစုလုပ်ကြွေးရမယ်အဲ့ဒီခါမှာဘလို့စိတ်ထားနဲ့ပြုစုမလဲဒါလို့စိုးသွမ်းနေတဲ့အမေစိုးသွမ်းနေတဲ့အဖေကိုဘလို့လုပ်ကြွေးမလဲကျေးဇူးရှင်ကိုကျေးဇူးဆက်တဲ့နှလုံးသွင်းတဲ့ဒါမကနောင်ရှင်တော်ဘုရားကြီးကနှလုံးသွင်းပုံပြောပြတယ်နော်ကျေးဇူးရှင်ကိုကျေးဇူးဆက်တယ်လို့နှလုံးသွင်းသဘောထားငါ့ကိုမွေးထုတ်ပေးလိုက်တဲ့ကျေးဇူးဒီအရွယ်ရောက်အောင်ဆောက်ရှောက်ပေးတဲ့ကျေးဇူးအဲ့ဒီကျေးဇူးတွေကို ငါဆက်ရမယ်ငါပေါ်မှာတင်နေတဲ့ကျေးဇူးတွေငါဆက်ရမယ်လို့နှလုံးသွင်းအဲ့တော့သိုးသွမ်းခြင်းဟာသူကိစ္စသားဖြစ်တယ်ကိုယ့်ဘက်ကတော့မယိုင်းနဲ့ကိုယ်ယိုင်းရင်ကိုယ့်ကိစ္စဖြစ်သွားမှာပေါ့နော်ကိုယ်ဆိုးရင်ကိုယ့်ကိစ္စသူဆိုးရင်သူကိစ္စဒီလိုမျိုးနော်သူယိုင်းလို့ကိုယ်ယိုင်းနေဆိုရင်အေးကိုယ်ယိုင်းတာကိုကိုယ်ကတာဝန်ယူသူယိုင်းတာသူတာဝန်ယူပေါ့ဒါကြောင့်မိဘတွေဘလောက်ပဲဆိုးဆိုး တက်နိုင်သမျှသီးခံပြီးတော့ပြုစုလို့ကြာမှာဖြစ်တယ်ပြောကြည့်ပါဆွေးနွေးကြည့်ပါညှိနှိုင်းကြည့်ပါဒေါသမပါစေနဲ့မစဲမီစေနဲ့ကိုယ်လက်တွေမပါစေနဲ့တက်နိုင်သမျှကျေးဇူးရှင်လို့ကျေးဇူးရှင်ကြီးလို့အောက်မေတ္တရပြီးတော့ဆောင်ချောက်ပေးပါ ကိုနိုင်တဲ့ဘက်ကနေဒါဝဇန်တောင်မြတ်မကန်အောင်ဆရာဘုရားကြီးကအဲ့လိုမိဘတွေဆိုးတဲ့ပုံကုန်နဲ့တွေ့ကြုံရတဲ့သာသမီတွေ မပြေမကြဖို့နဲ့စိတ်ထားတပ်ပုံကိုဆရာကြီးကလမ်းညွှန်ပေးတယ်ဗော။ယနေ့ခေတ်မှာလည်းပဲဒီတိုင်းပါပဲเนาะမိမိတို့တငယ်ချင်းတွေအချင်းချင်းဖြစ်ဖြစ်မိသားစုအချင်းချင်းဖြစ်ဖြစ်ယဟန်တန်ခါနဲ့တက္ကရကမတွေပဲဖြစ်ဖြစ်ဒေါသဖက်ကိုမရောက်စေနဲ့เนาะဘလို့အချင်းတွေပဲကြုံကြုံအယူမတူမှုသဘောထားကွဲလွဲမှုအမြင်မတူမှုတွေနဲ့ဒေါသတွေမဖြစ်စေရဘူးသူတောင်းဝန်ကိုတောင်းဝန်ဆိုတာခွဲ ကိုတောင်ဝန်ကဘာလဲသူတောင်ဝန်ကဘာလဲသူကတော့သူများတောင်ဝန်ကိုစိတ်ပူပြီးတော့ကိုဒေါသမဖြစ်စေနဲ့မဒေါသမဖြစ်စေနဲ့ဒေါသမဖြစ်စေရအောင်အခုဒီမှာနသမီးကိုကြည့်ပေါ့ဒီယဟန်ဒီတိလာရှိတဲ့ယဟန်လက်တော်နော်မြတ်စွာဘုရားဝိနည်းတိခါဘုကလည်းမရှိသေးတော့တစ်ပင်ကိုခုတ်တယ်သူအတနာခံမှမရဘူး ယင်းနှစ်ခေတ်စကားနဲ့ပြောမယ်ဆိုရင်အတ္တကြီးတယ်လို့ပဲဆိုကြပါစို့ဒီဘုန်းကြီးအတ္တကြီးတယ်ပေါ့သူနေစရာအတွက်သူများဗိမာန်ဖြတ်စီတယ်အတ္တကြီးတယ်ဒါမှမဟုတ်တီလာရှိတယ်လေနော်အတ္တကြီးရောအတ္တကြီးတာကိုအကြောင်းပြပြီးတီလာမရှိဘူးပြောပြလို့မရဘူးလေဟာဒီဘုန်းကြီးနော်တီလာမရှိတော့ပြောလို့မရဘူးအတ္တကြီးတာကြီးတာပဲတီလာရှိတာရှိတာပဲအဲ့ဒါကြောင့်သူသူ့ရဲ့ဒေါသကိုချုံနေလိုက်တယ်စဉ်းစားပြီးတော့ပညာနဲ့စဉ်းစားပြီးတော့ ဒေါသကိုချိုးနိုင်လိုက်တယ်အဲ့တော့ဘုရားသာဓုခေါ်တယ်ပေါ့အဲ့ကြောင့်ဘုရားလန်းစင်သည်ဤလိသားမဖြစ်ရေးဖြစ်လာခဲ့ရင်လည်းချက်ချင်းထိမ့်ချုပ်ရေးပဲအဲ့တော့မြတ်စွာဘုရားကယဟန်တော်တွေကိုအဲ့ဒီနေ့ကစပြီးတော့ဝိနည်းတစ်ခုပြည့်ညက်လိုက်တယ်တပည့်မခုံရအောင်ဆိုတော့အဲ့ဒီကစတာပဲဒါဒီဥပဒေကိုယနေ့ချိန်ထိတန်ဃာတော်များလိုက်နာကြမှာဖြစ်တယ်မိသည်တူဦးတယောက်ကမှဒီဥပဒေကိုပယ်နှုတ်ခွင့်မရှိဘူး ကိုရင်တွေကပဲမြက်တွေခြုံတွေသပင်တွေကိုခုတ်ထွင်းရှင်းလင်းလောက်အောင်လဲဥစဉ်တွေသပင်ခုတ်လဲခြင်းမြက်တွေကိုနော်ပေါက်ခြင်းရှင်းခြင်းမလုပ်အောင်အဲ့ဒီဖြစ်စဉ်ကိုအကြောင်းပြပြီးတော့ဘုရားကဥပဒေပြညတ်လိုက်တာရဟန်းတော်များသပင်မခုတ်ရနော်အဲ့ဒီနသမီးအတွက်လဲမြတ်စွာဘုရားကနေဇီယံနေရပေးလိုက်တယ်သူ့မှာနေဇီယံဗိမ္မာန်မရှိတော့သပင်ကလဲသွားပြီအဲ့တော့ဘုရားကဂန္ဓကုတီတိုင်နာမှာ မကြသေးခင်ကစုတည်သွားတယ်နှစ်တဦးရှိတယ်အဲ့မှာတစ်ပင်ကလွတ်နေတယ်နေမလို့မရှိဘူးအဲ့တော့အဲ့တစ်ပင်မှာနေဆိုပြီးတော့ဖះကိုတိုင်းပဲနေရာချထားပေးလိုက်တယ်အဲ့အဲ့တော့ရောကျင်နာကဗုဒ္ဓဘာသာဝင်လို့မိမိကိုယ်ကိုခံယူထားရင်ဖះအဆုံးမကိုလိုက်နာကြမှာဖြစ်တယ်အဲ့တော့ဖះအဆုံးမကရှင်းရှင်းလေးပဲအကုတ္တမဖြစ်ရေးပဲစစ်လာခိုင်းရင်လည်းချက်ချင်းပရိအုပ်ကြီးချက်ချင်းရတန်ကြီးပဲပေါ့ ဘေးကောင်းမြတ်တကြောင့်ဒီနေ့အလူရှင်များနေ့တကွာဓမ္မမိတ်ဆွေများအားလုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာခြင်းသုံးခြင်းလို့ခေါ်တဲ့တရားဒေသနာတော်ကိုနာယူမသားကြပြီးတော့မြတ်စွာဘုရားပွင့်ပေါ်လာခြင်းသည်တို့အတွေ့ဖြစ်ရမယ်လို့နားလည်သဘောပေါက်ပြီးတော့ဘုရားရဲ့အဆုံးအမကိုလက်တွေ့လိုက်နာခြင်းသုံးပြီးလောကအကျိုးသာသနာအကျိုးကိုပယ်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း